တက်မှတခါမြင်ခဲ့တဲ့ကောင်းကင်ကခြေတခုံကမာခြေတခုံလေအာမကံကောင်းမှမြင်ရတာဖြစ်ပါတယ်ခြေတခုံကိုကျွန်တော်ဟယ်လီကောမက်လို့ခေါ်ပါတယ်ဘယ်လီအာလိရှ်ကလည်းသူတချင်ထဲမှာဒီဟယ်လီကောမက်အကြောင်းဆိုတာရှိပါတယ်ဒီတော့ဟယ်လီကောမက်ဆိုတာဘာလဲဟယ်လီဆိုတာက1905ခုနှစ်မှာ နဂရဗိဒပညာရှင်အက်မန်ဟယ်ဟလီကာဒီကျေရခွန်ဒီနေကိုထက်ကထက်ကပတ်နေတဲ့ကျေရခွန်ဖြစ်တဲ့ဆိုတဲ့ကြောင်းတက်တည်ပြနိုင်တဲ့ဒါမို့လို့သူ့ရဲ့နာမည်ကိုဆွဲပြုပြီးခေါ်လာတယ်ကျေရခွန်ဖြစ်ပါကွန်မန့်ဆိုတဲ့ကျေရခွန်ကြတော့ပါလေကွန်မန့်ဆိုတာကဒီစကြဝဠာကြီးစတင်ဖြစ်ပေါ်ခဲ့တဲ့ုံကတနေခဲတဲ့အဆိုင်တစ်ခဲ ဖြစ်ပါတယ်။တန်ခဲဒီရေခဲရဲ့အငွေခဲရဲ့ဘုံဘုံနေနဲ့အစနာတွေနဲ့စုဖွဲ့ထားတဲ့ဆန်ခဲဖြစ်ပါတယ်။များအားဖြင့် Neptune ဂျူရဲ့ပြင်ဖက်မှာရှိတဲ့ Kuiper Belt နဲ့ Oort Clock တွေမှာများဆုံးတွေ့ရမှာဖြစ်ပါတယ်။ဒါတော့အကြောင်းမျိုးကြောင့်အဲ့ဒီပလန်ကြီးစင်ထွက်လာပြီးတော့မှကဘာကနေမြင်ရတဲ့မြင်တွင်သေးကြောက်လာတတ်ပါတယ် အဲ့ဒီမှာထင်ရှားရှုပ်ဆုံးကတော့ helicomet ဖြစ်ပါတယ်။ပြီးတော့ helicomet ကိုဘာလို့တက်တက်မှတ်တခါမရတယ်လဲဆိုတော့ helicomet ကနေကိုဘဲဥပုံနဲ့အမှန်ချင်းအဖြစ်နေကိုတစ်ချိန်ပတ်ဖို့အတွက်56နှစ်ကြာလို့ဖြစ်ပါတယ်။ဘယ်လိုပတ်တယ်လဲဆိုတော့နေရဲ့အနီးဆုံး Venus နဲ့ Mercury ကြားထိရောက်လာနိုင်ပြီးနေရဲ့ဝေးဆုံး Neptune ရဲ့အပြင်ဘက်ထိရောက်သွားနိုင်ပါတယ်။ဒီလိုကြီးနဲ့ မိကိုပတ်နေတာပေါ့နော်ပြီးတော့သူ့ကိုဘယ်လိုမြင်ရမလဲဆိုတော့မှအလင်းတန်းလေးဖြာထွက်တဲ့ပုံစံနဲ့မြင်ရဒါကသူကိုယ်တိုင်ထုတ်ထားတဲ့အလင်းတန်းတော့မဟုတ်ပါဘူးသူ့မှာရီခဲနဲ့ခြားတန်းငွေခဲတွေနဲ့စုဖွဲ့ထားတာမို့လို့နေနဲ့နီးလာတဲ့ခါမှာနေရဲ့ပူချိန်ကြောင့်အဲ့ဒီရီခဲနဲ့တန်းငွေခဲရငွေပြန်ပြီးတော့မှနောက်မှလင်းတန်းလိုမျိုးပြတ်ထွက်နေတာဒီပုံတိုင်းမြင်ရတာဖြစ်ပါတယ်ပြီးတော့ဒီဟယ်လီကော့မတ်ကိုနောက်ဆုံးမြင်ခဲ့တာတော့1986ခုနှစ်ဖြစ်ပါတယ်ပြီးတော့ သူရဲ့ခမန်းချေတိုင်းဆိုရင်နောက်ထပ်တစ်ချိန်မြားဖို့က2063မှာဖြစ်ပါတယ်။အဲဒီ comment နောက်တစ်ချိန်ပြင်မြင်ရတဲ့အခါမှာကိုယ့်အသက်ဘယ်လောက်ရှိနေမလဲ comment မှာရေးထားပြပါနော်။ကြည့်တဲ့သူနဲ့အဲဒီ comment ကိုအတူတူကြည့်နိုင်ကြပါစေခင်ဗျာ။ Bye bye.